ိုင်းဘရင်ရဲ့တက်တော်63နှစ်ရွယ်မေတော်ကြီးဟောင်းဗန်ကောက်မြို့တော်ကစေယုံတခုမှာအော်တိုဗလာ24ရက်ညပိုင်းကအကံကုန်သွားခဲ့တယ်လို့ဒေါ်ဝဲအင်တော်ရေးရာဌာနကထုတ်ပြန်ခဲ့ပါတယ်။ထိုင်းဘရင်ဟောင်းဘူမိဘောရဲ့မိဖုရဲ့ကောင်ကြီးဖြစ်ခဲ့သူစီရီကတ်ဟောင်း2019ခုနှစ်ကစလို့ပြင်းထန်ပြီးရှုပ်ထွေးတဲ့ယောဂမျိုးစုံခံစားနေကြရတာကြောင့်စေယုံမှာပဲအနေများခဲ့သူပါ။ဒီလထဲမှာတော့သူဟာသွေးထဲကိုပိုးမွှားဝင်ရောက်တဲ့ပြဿနာတစ်ခုကိုပါကြုံတွေ့ခဲ့ရပါတယ်။သူဟာထိုင်းရဲ့နန်းသက်အရှိဆုံးဘရင်ဖြစ်တဲ့ဘူမိဘောနဲ့ 1950ပြည့်နှစ်မှာထင်းမြလက်ထပ်ခဲ့ပြီးမိဖုရဲ့ကောင်ကြီးဘွဲကိုခံယူခဲ့ပါတယ်။ဘရင်ဘူမိဘောကတော့2016တုန်းကအသက်88နှစ်အရွယ်မှာကံကုန်ခဲ့တာပါ။လက်ရှိထိုင်းဘရင်မဟာဘဂျီရာလောင်ကုန်းကတော့မိခင်ဖြစ်သူရဲ့နာယေးကိုနိုင်ငံတော်ဇာပနာအဖြစ်ကျင်းပစေဖို့ညွှန်ကြားထားခဲ့ပါတယ်။စီရီကိတ်ရဲ့ကျင်းကျန်ရုပ်ခဏကိုဘန်ကောက်မှာရှိတဲ့နန်းတော်တွေကခန်းမဆောင်တစ်ခုမှာလက်တလောထားရှိမယ်လို့လည်းသိရတာပါ။တော်ဝင်မိသားစုထဲမှာတော့မဲတော်ကြီးကွယ်လွန်မှုအတွက်ဝမ်းနဲ့ကြေကွင်းမှုကာလကို တစ်နှစ်ကြာသတ်မှတ်ထားမယ်လို့လည်းဆိုပါရရှင်